မင်းရှင်လေတခြားရှေ့အမီမီနဲ့တခြားရှေ့အဘေးလူပေါ်ကတည်းရဲ့မင်းကိုတခြားရှေ့အအသက်50အရွယ်ဒေါခင်ညွန်တယောက်သူမရဲ့တူဒီသောသမီးမတည်တဲ့မဲ့တည်ဆုံးခဲ့ရတာကြောင့်ပရိဒေဝတော့ကမီတောင်းလောင်နေတာကိုအတိုင်းသားမြင်တွေ့နေရတာဖြစ်ပါတယ်။သူမဟာပုံနာကျွန်းမြို့နယ်ကတိုင်းနေကြီးရွာကြီးတစ်ခုဖြစ်တဲ့ရိုးတရုတ်ကြီးရွာစာဒီဖြစ်ပြီး ဲ့ဒီကြီးရွာကိုနိုဝင်ဘာလ9ရက်နေ့မှာစစ်ကောင်မချင်းကပုံကျဲတိုက်ခိုက်ခဲ့လို့အပြစ်မဲ့ကြီးရွာသား6ဦးသေဆုံးခဲ့ရတဲ့အထဲမှာ သူမရဲ့သမီးမာခင်ရှိုထွန်းလေးတယောက်အပါအဝင်ဖြစ်ပါတယ်။အသက်19နှစ်ရှိပြီဖြစ်တဲ့မာခင်ရှိုထွန်းဟာစနတန်းကျောင်းသူတူဖြစ်ပါတယ်။အာရခပြည်သူတော်လှန်ရေးအစိုးရအာရခအမျိုးသားပညာရေးဌာနကကျင်းပပြုလုပ်မဲ့ဆောင်မွေးကိုဖြည့်ဆို့ဖို့အတွက်စောင့်ဆိုင်နေသူတွေအထက်ကတယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့စာမဝဲဖြည့်ဆိုရမယ့်အချိန်မရောက်လာခင်မှာပဲမတည်တင့်မဲ့တည်ဆုံးခဲ့ရတာကြောင့်မိခင်ဖြစ်သူနဲ့မိသားစုဝင်တွေကပူဆေးတော့ကရောက်နေကြရတာဖြစ်ပါတယ်။ဘိုးရှောင်းမင်းနီဆိုပြီးလည်းကိုမထော်ကီလို့ရင်းမှရမှာ property property တော့ကတမင်းရှင်လည်းကိုမထော်ကီ property မထော်ကိုထမဝင်းဆိုင်ဆိုပြီးသူထမစစောရှိစောရီစောလို့ပြီးစောနဲ့ဖုန်တလုံးကိုပြီးခဲ့ အိမ်မှာရှိမှရင်းနေခါအမင်းကြီးသူ့ဝမင်းကြီးကသမိန်ဇာကိုလောက်ပြီးသမိန်လဲကိုတခြားရှိရာဒီနောက်ရှိကိုရာဒီသမိန်အင်းင်းဇာတော်လေးသိမလားဆိုသိရင်မမေးသမိန်တခြားရှိလာဖို့ဆုံးပရောခါရီပရောခါရီပေါ်လို့ပြီးလို့တခြားရှိလောက်ဆိုစီမင်းတော်ကဘုမဟုတ်လင်းလာပြီးကြီးလင်းရှားတဲ့ကတော့ပြီးနိုဝင်ဘာလ9ရက်နေ့ဟာအရခတက်တော် EE ရဲ့စစ်ဦးစီးရှုပ်ဘူရှုပ်ထွန်မြန်နိုင်ရဲ့58နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ် အဲ့ဒီနေ့တနေ့တည်းမှာပဲစစ်ကောင်မရှင်ကပုလာကျွန်းမြို့နယ်ရုတ်တရုတ်ကြီးရွာနဲ့မင်းပြမြို့ပေါ်ကမြို့တိရက်ွက်တို့ကိုလေကြောင်းကနေ ပုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား12ဦးသေဆုံးပြီး18ဦးဒဏ်ရာရရှိခဲ့ပါတယ်။ပုံကျဲတိုက်ခိုက်ခံရပြီးနောက်အိမ်ပြန်ရောက်မလာသေးတဲ့တမင်းဖြစ်သူကိုဒေါ်စောညွန့်တို့ညီမနှစ်ယောက်အပူတပြင်းလိုက်လံရှာဖွေခဲ့ကြပါတယ်။ဒါပေမဲ့ရုံးရင်ဆန်ခတ်ဖြစ်နေကြတဲ့အခြေအနေမှာရှာမတွေ့ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့တရားရရှိထားတဲ့အသက်၁၈နှစ်အရွယ်မပြပြဆိုတဲ့ကျောင်းသူမလေးတယောက်ရဲ့ပြောပြချက်အရတမီးဖြစ်သူကို ရှာတွေ့ဖို့လမ်းစာရခဲ့ကြပေမဲ့အသက်ရှင်လျက်ပြန်တွေ့ဖို့ကံကောင်းခဲ့ရပါတယ်။အကြောင်းကတော့အကျန်းဖတ်စစ်ကောင်မရှင်ရဲ့ပေါင်း900အလေးရှင်ရှိတဲ့ဘုံကြောင့်မခင်ရှုထုံးတယောက်လူလောကကို အပီးအပိုင်းကြောခိုင်းနေနေပါပြီ။ ကြားစော်နေရာကြီးထိုင်အလုံးတီလော့ကရီကိုသမိတ်မပါကိုသမိတ်မပါခါဆေးရုံတောင်းနေရရှိတယောက်သမိတ်နဲ့တငေချောင်းမရှိတယောက်ကိုမင်းကရီမရှိနောင်ကလောမတင်လာရာခရီနောင်အိမ်မှာနှုတ်ချောင်းနေစော်လာသူနဲ့နေစော်လေးဆိုခါမှအကျဲသမိတ်ရှင်နဲ့အတူတူရှိနေစော်လို့ပြောပါရီတုံးတီကိုဖိုလို့လူကြီးရာထောက်ရဲ့လုံးတလုံးဟင်းကြီးလာကရီခလိုက်လို့ပြောရီလောက်ခါကကိုသမိတ်ရှင် ရေစာပေါ်အောက်ကဖော်ယူထားတဲ့သမီးဖြစ်သူရဲ့ရုပ်အလောင်းကိုမြင်လိုက်ရတဲ့အခိုင်အတန့်ဟာဒေါ်စွန်ညွန့်တို့ညီမနှစ်ယောက်အဖို့ရှုံးပွေရှအော်ဟစ်ငိုကြွေးယုံမတပါဘာမှမတန်နိုင်ခဲ့ကြပါဘူးသမီးလေးတယောက်တည်းရှိတာမို့မိတပေါ့မစွန်ရလျောင်းအစအစအရာရာလူလေသိမရှိပြုစုပြိုးထောင်လာခဲ့တဲ့ မာတာမိခင်ဒေါ်ခင်ညွန့်နဲ့အတော်ဖြစ်သူဒေါ်စောညွန့်တို့ညီအမနှစ်ယောက်အဖိုးကတော့အစာထိုးမရတဲ့ဆုံရှုံမှုကြီးတစ်ခုလို့ဆိုနိုင်ပါတယ်။မူလာတန်းကျောင်းသူဘဝကလေးကနေပညာရေးမှာထူးရွှန်ခဲ့တဲ့မာခင်ရှိုထွန်းရဲ့အဖြစ်ရှင်ဆုံးဆန္ဒကတော့ဆရာဝန်တူဖြစ်ရှင်ခဲ့တာပါ။မိသားစုတွေကဆင်းရဲနှံပါကြတာမို့ဒီမရှက်ကြီးတဲ့သူမရဲ့ပညာရေးအတွက်မိခင်ဖြစ်သူဟာလမ်းဘေးဈေးတွေဘဝနဲ့ရုန်းကန်ခဲ့ရတယ်လို့ဆိုပါတယ် ရင်ကျေးလီမာပြီးပညာရေးမှာပါထူးချွန်တဲ့မခင်ရှိုထွန်းဟာရခိုင်ပြည်ရဲ့အနာဂတ်ကြီးပွင့်လေးလို့ရွာသူရသားတွေနဲ့ကြောင်းဆရာဆရာမတွေကပါမှတ်ချက်ပြုခံရသူလည်းဖြစ်ပါတယ်။ညီမနှစ်ယောက်ပေါင်းမသမီးရှိတယောက်ပြူးစုပြူထောင်မွင့်စေထားသောအရီရိုရဲ့ဇာလောက်ဆုံးချုံလေးဆိုတော့အရီရိုဘဝဆုံးခုစလုံးဆုံးချုံလေး အရီရောမှာပညာကိုကောက်ကောက်မောမောရှိတော်ပြထားရရှေကလေးယဉ်ကျေးလိမ္မာလို့စာကိုစိမ့်ဝန်စားလို့ cruiser တွေဆရာဒီကလေးကအိုးငရောမှာအေးရှိစောကြောက်ဂရီဘွန်ကြောက်တော့ဂရီဘွန်ဆိုမနာ cruiser ပြီးကပြပီးကစောဇာဆရာဇာဆရာမာဘီဖရိုင်ဖရိုင်သူကိုအေးသူခါဘတာပါဘူးငရောရခိုင်သားထီကရခိုင်ဂရီဘွန်ရှိတော့ဖိုင်လာဘူးလို့ပြောလုံးထားစောပါမခင်ရှိုထွန်းတည်ဆောင်ခဲ့ရမုံဟာမိသားစုအတွက်သားမကား ရခိုင်ပြည်အတွက်ပါအစားထိုးမရတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့ပ້າပြေမော်ကစီချနေတဲ့မျက်ရည်ပူကိုတုံရင်းအတော်ဖြစ်သူကဆိုပါရဲ့ရှင်